ထားပေမဲ့မုံနဲ့နေစီဝိုင်းကလမာတို့ရဲ့ရှုံးကြီးကိုဆက်ဖို့တော့ရောက်ရှိလာတဲ့သူလေးကတော့တက်ကုံးပူစီလေးဖြစ်ပါတယ်။တက်ကုံးဆိုတာတော့သူနေတဲ့နေရာမဟုတ်ပါဘူး။ပုစက်တဲ့ရှီယာချက်ပြလိုက်ရပါ။ကျေးဇူး။ဒီတစ်ခါလဲထုံးစံတိုင်းပဲကွက်ထော်မာကိုသာ20လေးလောင်းထည့်လိုက်ပါရယ်။ထားပေမဲ့မိုးကခံရမှအများကြီးဖြစ်တဲ့ကြောင့်မလို့ကွက်ထော်မာကိုဒီတစ်ခါသူလောင်းလိုက်ပါရယ်။ထုံးစံတိုင်းပဲဟိုဘက်3ရောက်ဒီဘက်3ရောက်ဗန်မိတဲ့ခါမှာတော့ကွက်ထော်မာကတော့ထိနေရိုက်ဖို့အတွက်ပြင်လိုက်ပါရယ်။ဟိုဘက်ကလည်းထိနေပြင်ရိုက်ဖို့အတွက်ကာကူရာကိုထပ်ပြီးတော့ထုတ်လိုက်ပါရယ်။ထားပေမဲ့မိုးနဲ့နေစီဝိုင်းကလမာတို့ရဲ့ရှုံးကြီးကိုတက်ကုံးသူတွေပူစီမာကဆက်နိုင်မလားဆိုတာကိုတော့ကြည့်လိုက်ရအောင်။ပူစီမာကတော့လက်ကီးဘောက်စကင်နဲ့ဖြည့်ပြီးတော့ကွက်ထော်မာကတော့အန်ယူအက်စတိုင်းစကင်နဲ့ဖြည့်ပါရယ်။ဘာပဲဆက်ဝင်ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့ပထမ မအောင်ဆုံး 3K ရတဲ့သူကနိုင်မယ်ဒါမှမဟုတ်လို့ရှင်တာဝါချွတ်နိုင်တဲ့သူကအနိုင်ဖြစ်ပါတယ်ဝတ်ထော်မာဂါဒီဝဲနိုင်တာနဲ့တမွဲနိုင်တာဖြစ်ပြီးတော့ဟိုဘက်ကပူစီမလေးကတော့သူတို့ရဲ့ရှုံကြီးကိုဆက်ဖို့အတွက်ရောက်ရှိလာတာဖြစ်ပါတယ်ဒါကြောင့်မလို့ဂွတ်ထော်မာဂါလည်းသူ၃ပွဲစရနိုင်မဲ့ဟာကိုထိန်းထားရတယ်လို့ဟိုဘက်ကပူစီမလေးကလည်းသူတို့ရဲ့ရှုံကြီးအတွက်ဆက်ရမှာပါဒီချိန်မှာဆိုလို့ရှိရင်တော့ clean shot လေးတက်ပြီးပြလိုက်ပြီးမလဲလွဲသွားပါတယ်ခဏအချာထိတိုင်းမရိစုံကြပဲခုချိန်မှာထိတိုင်းတွေ့ကြပြီးတော့ဂွတ်ထော်မာဂါအာဒီမဲဝင်တဲ့ခါမှာတော့ပူစီမလေးကထွက်ပြေးသွားပါတယ်ဂွတ်ထော်မာဆိုရင်တော့ဖြစ်ထုံးစံတိုင်းသူ့ရဲ့မာယာပရိရဲ့ကိုတုံးကအာဒီမဲနဲ့ဝင်ပြီးတော့ဟိုဘက်ကပူစီမလေးကိုတက်လိုက်ရင်လည်းဖက်ပလက်ကိုသူရရှိသွားပါတယ်ပူစီမလေးကဆိုရင်တော့ဖြစ်သူလောကမရှုံကျင်တဲ့အတွက်သူ့ရဲ့ဆန္ဒကိုသိ ခိုင်နဲ့ထိန်းထားပါတယ်ကွာထော့မားကဗီရှင်မှာပြောင်းနေတဲ့အကြောင်းမလို့ဟိုဘက်ကပူစီမလေးကလိန်မာပန်းဆာနဲ့ဖလင်းရှော့လေးကိုလမ်းပစ်လိုက်ပါတယ်ဒီချိန်မှာကွာထော့မားခြုံထဲမှာရှိနေအောင်သူ့ရဲ့အကြောင်းမို့ပူစီမလေးကတော့ပြေးဝင်မလို့လုပ်တဲ့အခါမှာကွာထော့မားကအာဒီမိတ်ခါတောင်းဟိုဘက်ကအာဒီမိတ်ခါတောင်းနေပဲဒီဒီခါမှာတော့ကွာထော့မားလေးရှော့သွားပါတယ်နှစ်ယောက်စလုံးကတယောက်နဲ့တယောက်ဆေးဆော့နေကြရင်လည်းပဲခုဆိုလို့ရှိရင်တော့၆မိနစ်ကျော်ကိုရောက်ရှိလာခဲ့ပါပြီဟိုဘက်ကပူစီမလေးကလည်းကွာထော့မားကိုရရင်ရတယ်လို့ဖြတ်တယ်လို့ကွာထော့မားကလည်းဟိုဘက်ကပူစီမကိုဖြတ်ဖို့ကြိုင်နေနေပဲဟိုဘက်ကပူစီမလေးကရှော့သွားပြန်ပါပြီကွာထော့မားလေးကဆိုရင်တော့ဖြစ်ထုံးစံတိုင်းသူ့ရဲ့ plate style ကိုထိန်းသိမ်းစားစမြဲပါအိုက်တမ်ဟာဆိုလို့ရှိရင်လည်းတိတ်ပြီးတော့ကွာချလာခြင်းမရှိပါဘူးခုဆိုလို့ရှိရင်တော့သူသွေးမရှိရတဲ့ကြောင့်မလို့ base ကို ပေမဲ့လည်းသွေးကတော့လုံးဝတက်လာခြင်းမရှိပါဘူးသွေးမရှိလို့တာဝါနောက်မှာပုံနေတဲ့ကွက်ထော်မာလေးကိုဟိုဘက်ကပူစီမာလေးကခွင့်ကောင်းယူပြီးတော့တက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့လည်းကွက်ထော်မာကတော့လုံးဝတက်လို့မရတဲ့အကြောင်းမလို့တော့လွတ်သွားပါတယ်ဒီချိန်မှာဟိုဘက်ကပူစီမာလေးမှာစပယ်ဒီကိုတော့ဖြစ်နေတဲ့အကြောင်းမလို့ကွက်ထော်မာလေးကဆိုရင်တော့ဖြေ flicker freestyle နဲ့ဝင်လာပေမဲ့လည်းပူစီမာလေးရဲ့ flash shot ကကွက်ထော်မာတည်သွားရင်လည်းပဲအခုဆိုရင်တော့တူတူဖြစ်သွားပါပြီပူစီမာလေးကပဲသူတို့ရဲ့ရှုံကြီးကိုစသားနိုင်မလားကွက်ထော်မာကပဲတုံးပွင့်စရက်နဲ့သွားမလားဆိုတာကိုရင်ခုန်စာစောင့်နေနေပဲအခုဆိုလို့ရှိရင်တော့ပူစီမာလေးကရှော့သွားပြီဖြစ်ပါတယ်ဆိုလို့ရှိရင်တော့ကွက်ထော်မာလေးဟာတုံးပွင့်စရက်နိုင်သွားတဲ့ချန်ပီယံလေးဖြစ်သွားပါပြီဆုံးနေတဲ့ကွက်ထော်မာ လေးကအားလုံးကိုနိုင်ရတဲ့အတွက်ကြောင့်မလို့1 vs 1 crown ကြီးကိုရရှိသွားပါတယ်။ဇုံတိကြည့်ပြီးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။